ဘယ်ချိန်မှလာစားတိုးတောင်းရမလဲတင့်ရဲ့အလုပ်ထွေကြုံနေအောင်မြင်မှုတွေကိုမှန်မှန်ကန်ကန်မဖျားနိုင်ရင်တင်တန်ဖို့ကိုလာစားနဲ့အယော့ပေးနေရတာပါလာစားတိုးတောင်းမှုဆိုတာလူတိုင်းကြောက်တဲ့အရာပါဒါပေမဲ့တင့်ရဲ့တန်ဖို့ကိုလက်တွေ့ပြပြီး professional ကြကြတောင်းဆိုနိုင်အောင်မြင်နိုင်ပါလိဒီဗီဒီယိုမှာတော့လာစားတိုးတောင်းမှုအကောင်းဆုံးအချိန်တဲ့အောင်မြင်မှုတွေကိုဘလို့တင်ပြမလဲဆိုတဲ့အကြောင်းနဲ့စကားပြောဆိုရမယ့်နည်းလမ်းတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။လာစာတိုးတောင်းဖို့အကောင်းဆုံးအချိန် 3ချိန်နံပါတ်1 performance review အချိန်ညောင်းတော့အထိ company တိုင်းမှာနှစ်စဉ်3လတစ်ချိန် performance evaluation လုပ်တတ်ပါတယ်ဒီအချိန်ဟာသင်ရဲ့အောင်မြင်မှုတွေကိုတင်ပြပြီးလစတိုးတောင်းဖို့အကောင်းဆုံးအခွင့်အရေးပါနံပါတ်2သင်ရဲ့အရေးပါတဲ့ achievement ရပြီးချိန် project ကြီးတစ်ခုအောင်မြင်စွာပြီးမြောက်ချိန်အဖွဲ့ company အထူးအထူးအကျိုးကျေးဇူးတွေဖြစ်စေတဲ့အချိန် ဒီလိုအချိန်မှာတောင်းဆိုရင်တင်းရဲ့တောင်းဆိုမှုကိုညင်းဖို့ခက်ပါတယ်။နံပါတ်3ကတော့ကုမ္ပဏီမှာ financial stability ရှိနေခြင်း၊ကုမ္ပဏီမှာအမြတ်တိုးနေခြင်း၊ project အသစ်တွေရနေခြင်း။ဒီလိုအချိန်မှာတောင်းဆိုမယ်ဆိုရင်တင်းအတွက်လဆတိုးနိုင်ခြင်းများပါတယ်။တင်းရဲ့တန်ဖိုးကိုဘယ်လိုပြသမလဲ။လက်တွေ့ပြသပါ quantifiable results ကျွန်တော်အလို့အများကြီးလုပ်ပါတယ်။ ျွန်တော်လုပ်တဲ့ marketing campaign ကနေ revenue 30%တိုးစေခဲ့ပါတယ်ဆိုသလိုမျိုးသင်ရဲ့ extra responsibilities ကိုဖော်ပြပါကျွန်တော်ပုံမှန်အလုပ်တွေလုပ်နေပါတယ်ကျွန်တော်ပုံမှန်အလုပ်တွေအပြင် team training နဲ့ new client onboarding တာဝန်တွေကိုပါတာဝန်ယူထားပါတယ်ဆိုသလိုမျိုး market benchmarks နဲ့နှိုင်းယှဉ်ပြသပါသင်ရဲ့လက်ရှိလစာနဲ့ industry standard ကိုနှိုင်းယှဉ်ပြသပါလစာတိုးတောင်းတဲ့အခါဘလို့စကားပြောရမလဲ professional နဲ့ positive approach နဲ့ပြောခြင်းလစာမသုံးရင်အလွန်ထွက်မဲ့ပုံစံမျိုးဥပမာကျွန်တော်ရဲ့ contribution တွေနဲ့ market value အရလစာတိုးပေဖို့တောင်းဆိုခြင်းပါတယ်စသဖြင့်ပြောရတယ် specific ဖြစ်ပါစေလစာမနှဲလို့တိုးပေးပါဆိုတဲ့ပုံစံမျိုးဥပမာကျွန်တော်ရဲ့လက်ရှိလစာဟာ market average ထက်15%နည်းနေတာကြောင့်20%တိုးပေးဖို့တောင်းဆိုခြင်းပါတယ် alternative တွေပါထည့်ပြောမယ်ဆိုရင်တကယ်လို့လာစာမတိုးပေးနိုင်ဘူးဆိုရင်တခြားအချုံးခံစားမှုတွေ bonus training flexible hours တွေနဲ့ compensate လုပ်ပေးနိုင်မလားဆိုတဲ့လိုမျိုးပြောလို့ရပါတယ်အရေးကြီးဆုံးကတော့တင်းရဲ့တန်ဖိုးကိုတိပြီးမှန်မှန်ကန်ကန်တောင်းဆိုနိုင်ရင်တင်းလာစာတိုးဖို့80%အောင်မြင်နိုင်ပါပြီတင်းရောလာစာတိုးတောင်းဟေးတွေအတွေ့အကြုံရှိရင် comments မှာမျှဝေပေးသွားပါအောင်နော်